ဘတာဆရီဆူမဝတီကူတရာမင်္ဂလာပါဒီနေ့2025ခုနှစ်မေလ4ရက်ဖရက်ဖန်ရဲ့တပတ်အတွင်းထူးခြားသတင်းလွှာတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့မြန်မာဟာသတင်းလလက်ခွင့်နေပါတဲ့နိုင်ငံအဖြစ်ဆက်လက်သိရှိနေရဆိုတဲ့တည်းဘောလခဲတိုက်ပွဲမှာဂရင်းနီပြည်ဝမ်ဘလေးစစ်ကြောင်းတည်ရင်နေကရဲဘော်တို့ဦးကြဆောက်တဲ့တည်းနဲ့နိုင်ငံရေးအကျဉ်းသားတွေဟာပြည့်စည်သွားတဲ့အဆောက်အအုံမှာနေထိုင်ရတာကြောင့်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကြုံတွေ့နေရတဲ့တည်းတွေအပါအဝင် ။တပတ်အတွင်ထူးခြားသတင်းတွေကိုကြားရမှာပါ။နေစည်းမချတဲ့တင်ထောက်များအဖွဲ RSF ရဲ့ပြီးခဲ့တဲ့မေလ၂ရက်ထုတ်ပြန်ချက်အရနိုင်ငံပေါင်း180မှာမြန်မာနိုင်ငံရဲ့တည်င်းလွတ်လပ်ခွင့်အဆင့်က169ဖြစ်နေပြီးတည်င်းလွတ်လပ်ခွင့်နယ်ပါတဲ့နိုင်ငံအဖြစ်ဆက်လက်တည်ရှိနေပါတယ်လွတ်လပ်သောမြန်မာတည်င်းမီဒီယာကောင်စီ IPCM ရဲ့အချက်အလက်တွေအရ လက်ရှိမှာတည်င်းသမားအယောက်40သိသိထားခံရဆဲဖြစ်ပြီးအမျိုးသား33ယောက်နဲ့အမျိုးသမီး9ယောက်ပါဝင်နေက2023ခုနှစ်စစ်အာဏာသိမ်းချိန်ကနေမေလ3ရက်နေ့အထိစစ်တပ်ကြောင့်တည်င်းသမားခုနှစ်ဦးတိစုပ်ခဲ့ရတယ်လို့မနေ့ကပြုလုပ်တဲ့ကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့အခမ်းအနားမှာပြောပါရယ် IPCM အနေနဲ့ကတော့လက်ရှိတော်လှန်ရေးကာလအတွင်းတည်င်းသမားတွေလွတ်လပ်စွာတည်င်းရယူနိုင်ဖို့ဂျားကာလအစိုးရတွေနဲ့တွေ့ဆုံဆွေးနွေးနေတယ်လို့ IPCM ရဲ့အထွေထွေအသွင်းရေးမှူးဦးတိုးစော်လက်ကပြောပါရယ်အရခတ်သက်တော် AA ကိုလည်းအကြောင်းကြားစာပို့ထားပြီးကရင်အမျိုးသားအစည်းအရုပ် KNU အမျိုးသားညညရေးအစိုးရ NUG နဲ့ Greenie ပြည်သားကာလာအုပ်ချုပ်ရေးကောက်စီ IEC တို့နဲ့တွေ့ဆုံစကားပြောခဲ့ပြီး IEC ကတော့ Greenie မှာ IPCM ရုံးခွဲဖွင့်မယ်ဆိုကြေဆိုတယ်လို့ဆိုပါရယ်တော်လည်ကာလဖြစ်တဲ့အတွက်တည်င်းလွတ်လပ်ခွင့်နဲ့တည်င်းရယူခွင့်တွေတိုးတက်လာပြီးမြဲ့ တော်လရင်အဖွဲအစည်းတွေနဲ့ပတ်သက်တဲ့သတင်းတွေဆိုရင်ရန်သူဝမ်းသာမှာဆိုတဲ့အတွက်မဖော်ပြရတဲ့သတင်းတွေရှိတယ်လို့ Greeny ကသတင်းထောက်သူကပြောပါတယ်။သတင်းသမားတွေဟာအစိုးရအဆက်ဆက်သတင်းလွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်ခဲ့ရပြီးစစ်အာဏာသိမ်းချိန်မှာတော့အသက်ပေးရတဲ့အထိတိုက်ပွဲဝင်ရတယ်လို့လည်း Democratic မြန်မာအသံ DBB သတင်းဌာနကသတင်းထောက်မဝူဝီကပြောပါရယ်ပြီးခဲ့တဲ့မက်စလာ20ရှင်းနေက register scale ခုနရမခွန်ပြင်အားရှိတဲ့ငလင်ကြီးတစ်ခု စကိုင်းမြို့အနီးကိုပို့ဟုပြုလုပ်ခဲ့ပြီးစကိုင်းမန္တလေးနေပြည်တော်နဲ့ပဲခူးတိုင်းတွေမှာ အပြက်အစီးနဲ့လူသေးဆုံးမှုအများအပြားရှိခဲ့ပြီးစကောက်စီကတော့လွတ်လပ်တဲ့တည်င်းမီဒီယာတွေကိုတည်င်းယူခွင့်ကတ်တန့်ခဲ့တယ်လို့ပြည်သွင်းမှာတည်င်းရယူနိုင်ခွင့်မရှိတဲ့အတွက်နိုင်ငံတကာအကူအညီတွေဟာထိခိုက်ကံစားရတဲ့ပြည်သူတွေစီတိုက်ရိုက်မရောက်ပဲအလေအလွင့်ဖြစ်နေတယ်လို့လည်းတည်င်းထောက်တွေကပြောပါတယ်ဂရီနီပြည်ဘောလခဲမြို့မှာတိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲဝင်နေတဲ့ဂရီနီပြည်ဝင်းဘလူးစစ်တောင်း တင့်ရင်တွေကရဲဘော်ဦးကြဆုံသွားခဲ့တယ်လို့တင့်ရင်မူမောက်စောက Federal FM ကိုပြောပါတယ်ပိခဲတဲ့မေလာတရနေ့ညနေ3နာရီအချိန်မှာဘောလခဲတိုက်ပွဲရှင်တန်းစစ်မြေပြင်မှာစကောက်စီနဲ့တော်လန်တိုက်ခိုက်ရင်စကောက်စီထောင်ထားတဲ့မိုင်းနေမိပြီးကြဆုံသွားခဲ့တာဖြစ်ကကြဆုံသွားတဲ့ရဲဘော်ဟာအသက်23နှစ်ဝန်းကျင်ရှိတဲ့ရဲဘော်ဂူရီဖြစ်ပြီး Greenie ဝမ်ပလီစစ်တောင်းတင်ရင်နဲ့မှာတာဝန်ထမ်းဆောင်တာတစ်နှစ်ကျော်ရှိပြီလို့သိရပါဗျ။ မိုင်ပေါက်ကွဲမှုကြောင့်ရဲဘော်ဂူရီကြဆုံသွားတဲ့အပြင် အခြားရဲဘော်တို့အူထိခိုက်ဒဏ်ရာရရှိပြီးတူမှအပြင်အထံဒဏ်ရာရရှိခဲ့သလိုကျန်တူမှမစိုးရိမ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သူကဆိုပါတယ်ပေါ်လခဲမှာစစ်ကောက်စီတနဲ့တော်လရေးပူပေါက်တပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောက်စီဘက်ကလေးချောင်းတိုက်ခိုက်မှုအပြင်အထံပြုလုပ်နေပြီးအခုလက်ရှိမှာရှမ်းဂရီနီနဲ့ဆက်ကမိုးပြေတိုက်ပွဲအပါအဝင်ပေါ်လခဲမှာလည်းတိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။မန္တလေးဥပိုအကျဉ်းထောက်အပါအဝင်အခြားငလီတန်တဲ့အကျဉ်းထောက်တွေမှာရှိတဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေဟာတဘာဝ BNDN နဲ့ငလီတန်ကြောင့်ချွတ်ယွင်းပစ္စည်းသွားတဲ့အဆောက်အအုံတွေမှာနေထိုင်ရတဲ့အတွက်စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ရဲ့ဦးဆောင်တာဝန်ခံမဆူဆူမီယွန်းကဖရက်အဖန်ကိုပြောပါတယ်။ချွတ်ယွင်းပစ္စည်းနေတဲ့အဆောက်အအုံမှာဖိအားပေးနေထိုင်ရတာကြောင့် အဆောက်အအုံပဲအချိန်ပြူကြမလဲဆိုတာနဲ့တကယ်လို့ပြူကြခဲ့ရင်အကျဉ်းထောင်မှာရှိတဲ့ဝန်ထမ်းတွေကအချိန်မီတုတ်ဖိပေးနိုင်ပါမလားဆိုတဲ့အစိုးရစိတ်ကြောင့်စိတ်ပိုင်းဆိုင်ရာအဆင်မပြေတာတွေကိုကြုံတွေ့နေရတဲ့အပြင်ချိန်ချောက်မှုတွေကိုပါခံနေရတယ်လို့ဆိုပါတယ်။ဒါအပြင်မက်စလ28ရက်နေ့ကလုခက်ခဲ့တဲ့ငလင်ကြောင့်မန္တလေးဦးပိုအကျဉ်းထောက်ကအကျဉ်းသူအကျဉ်းသား30ဦးထက်မနည်းသေဆုံးပြီး190ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိဥပိုအကျဉ်းထောက်အပါဝင်နိုင်ငံရေးအကျဉ်းသူအကျဉ်းသားကိုထားတဲ့ထောင်၄၀ကျော်မှာမိသားစုထောင်ဝင်စာကတန်းသားတွေကြုံတွေ့နေရတဲ့အတွက်အရေးပေါ်စီးပွားမလုံလောက်တာကြောင့်စက်မှတ်ရေးဆူဆူဝါးဝါးနဲ့ရင်ဆိုင်နေရတဲ့အနေအထားမှာရှိရလို့လည်းသိရပါဗျ။အခုလိုထောက်သွင်းမှခန်းစားနေရတာနဲ့ပတ်သက်ပြီး WOPP အနေနဲ့နိုင်ငံရေးအကျဉ်းသူအကျဉ်းသားလူမျိုးရေးအတွက်စ조사သွားမယ်လို့သူကဖြစ်ဆက်ပြောထားပါဗျ။စစ်အာဏာရှင်ကိုတိုက်ခိုက်အောင်နိုင်ဖို့တော်လှန်ရေးမှာ တဦးနှဦးထဲထင်ပေါ်ကျော်ကြပြီးခေါင်းဆောင်ဖြစ်နေတာမျိုးထက် လူငယ်ခေါင်းဆောင်တွေ အများကြီးရှိဖို့လိုလားတယ်လို့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF သူစီဦးစီချုပ်ကိုမာဝီကမေလ၃ရက်နေ့မှာကျင်းပတဲ့ဖြူဟာခွန်ရဲ့တနစ်ပြစ်ခံနာမှာပြောသွားပါတယ်။ဒါ့အပြင်လက်ရှိတော်လှန်ရေးဟာတိုက်ပွဲပေါင်းများစွာကိုအောင်နိုင်ခဲ့ပေမဲ့ဒါတွေကတိုက်ပွဲအဆင့်အောင်နိုင်ပွဲတာဖြစ်ပြီးမကြခင်ဖြစ်လာတော့မဲ့ စစ်ပွဲဆိုတဲ့စစ်ပွဲမှာစစ်ကောက်စီကိုအောင်နိုင်ဖို့စစ်ကိုစစ်နဲ့တူအောင်တိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်တော်လန်သူအလုပ်အစဉ်သင့်ရှိကြဖို့တိုက်တွန်းထားပါတယ်။ KNDF ဗျူဟာခွန်ရဲ့တနေ့ပြည့်နှစ်ပတ်လည်အခမ်းအနားမှာအမစကားပြောကြတာတချင်းစုပြတာနဲ့လက်ဝတ်ထိုးတာတွေပြုလုပ်ခဲ့ကြပြီးဗျူဟာခွန်ကိုတစ်လေးလုံးစစ်စင်ရင်ပြီးတဲ့နောက်ပိုင်းမှာ KNDF တည်ရင်25တည်ရင်26တည်ရင်29တည်ရင်28စတဲ့တည်ရင်၄ရင်နဲ့စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ KNDF ဗျူဟာခွန်တပ်ဖွဲ့နေမြေတဲကိုပတ်ပြောင်းခိုးလွန်လာတဲ့စစ်ကောင်စီတပ်သားစုစုပေါင်း၁၀ဦးကျော်ရှိနေပြီးလက်ရှိဗျူဟာခွန်တပ်ဖွဲ့ဝင် စုစုပေါင်း၁100ဝန်းကျင်ရှိပြီးဖြစ်က KNDF ဗျူဟာခွန်အနေနဲ့တပ်ဖွဲ့ဖွဲ့စည်းခြင်းတနေ့တာကာလအထိချမှတ်ခဲ့တဲ့စီမံကိန်းရဲ့80ရာခိုင်နှုန်းကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပြီးရှစ်ဆက်မှာစစ်ကောင်စီတပ်ကိုအထိနာစေမဲ့ဘယ်အရာတွေမဆိုလှုပ်ဆောင်သွားဖို့ရှိရလို့လဲဆိုထားပါတယ် ចောင်းသားတက်ဦးចောင်းသားလက်ရုပ်တက်တော့ SAF SF အနေနဲ့တော်လရေးထဲကမတူ क्वे ပြတဲ့လက်နက်ကိုက်တပ်ဖွဲ့တွေအစုအဖွဲ့တွေနဲ့တပ်ပေါင်းစုတိစောက်ဖို့ဆွေးနွေးညှိနှိုင်းနေတယ်လို့ SAF ဘိုဟိုကော်မတီဝင်က Federal FN ကိုပြောပါတယ်တပ်ပေါင်းစုတိစောက်နိုင်ရေးက SAF ရဲ့ရည်မှန်းချက်ထဲမှာပါဝင်ပြီးတနိုင်ငံလုံးမှာပြန့်ကျဲနေတဲ့ចောင်းသားတော်လရေးအင်အားစုကိုစုစည်းနိုင်ဖို့ကပထမအဆင့်ရည်မှန်းချက်ဖြစ်တယ်လို့ဆိုပါတယ် 2025ခုနှစ်အတွင်းနိုင်ငံတကာမျက်နှာစာမှာစကောက်စီရဲ့အရေးပါလာပုံကို မြင်တွေ့နေရပြီးရွေးကောက်ပွဲကျင်းပနိုင်ဖို့လည်းပြင်ဆင်နေတဲ့အတွက်ဒီနှစ်ဟာပိုပြီးအရေးပါတဲ့နှစ်ဖြစ်တယ်လို့စကောက်စီအပြင်ပြင်ပရန်သူတွေလည်းရှိလာတဲ့အတွက်ဖိအားတွေကိုရင်ဆိုင်နိုင်ဖို့တော်လိုင်းအင်အားစုတွေအနေနဲ့ကိုယ်တက်ဖွဲ့ကိုကြစ်ကြစ်လက်လက်တိစောက်ထားနိုင်ဖို့လိုအပ်တယ်လို့လည်းသူကဆက်ပြောပါတယ် SAF အနေနဲ့ဒေသအသီးသီးကလက်နက်ကိုက်တော်လိုင်းရေးတက်ဖွဲ့တွေတပိတ်ကော်မတီတွေအနေနဲ့ နိုင်ငံရေးစစ်ရေးဘုံသဘောတူညီချက်ယူပြီးခြေဆက်စကားပြောနေပြီးရလက်အနေနဲ့လက်ရှိပူးပေါင်းဆောင်ရွက်နေတာတွေရှစ်ဆက်ပူးပေါင်းဆောင်ရွက်ဖို့လှုပ်ဆောင်နေတာတွေလည်းရှိတယ်လို့ SAF ဘဟုကော်မတီအနွေကပြောပါတယ်စကောက်စီတက်တွေတင်းတင်းကြပ်ကြပ်ဆိုးမိုးထိန်ချုပ်ထားတဲ့မြန်မာနိုင်ငံအလဲပိုင်းမြေလက်ဒေသတွေမှာသူတို့ရဲ့ထောက်တိုင်ဖြစ်တဲ့ကာကွယ်ရေးပစ္စည်းစစ်ရုံကပါစာတွေစစ်စခန်းတွေအများအပြားရှိနေတဲ့အတွက် ထိုးဖောက်ဝင်ရောက်သိမ်းပိုက်နိုင်ဖို့ဒီကာလတွေအတွင်း 調査သွားမယ်လို့လည်းကိုမင်းထက်ဟန်ကပြောပါတယ်။ Fire FM ရဲ့တပတ်အတွင်းထူးခြားသတင်းလွှာတွေကိုကြားခဲ့ရတာပါ။ကျမ Annie ပါရှင်။